ကျွန်တော်ဟိုအဓိကလေးဟိုတိုင်းမင်းနေပေါ့နော်တကယ်တော့တိုင်းမင်းနေဆိုတာလေအမှန်တိုင်းပြောရင်တိုင်းမင်းနေဆိုတာလကောက်ဘာလို့ဆိုလဲတိုင်းမင်းတာမဟုတ်ဘူးဗျာသူတို့ကထောက်ခံမှုလိုချင်တာဘာလို့သူတို့ဖြစ်ချင်တဲ့အရာကိုကိုကအေးကောင်းနေချာချာချာဆိုသူတို့ကဖြစ်စေချင်တဲ့အတွက်ဟိုတိုင်းမင်းနေဆိုတဲ့ခေါင်းရင်တက်လိုက်တယ် driver နော် driver ဒီ shooting ကျွန်တော်တို့ရိုက်ခွင်းမှာသူအကြီးဆုံးပဲလေသူ power အကြီးဆုံးပဲဖြစ်တဲ့အတွက် driver စိတ်ကျေနပ်မှုရရမယ်သူစီကအဆူဆဲမခံရဖို့အတွက်ဒါကျွန်တော်တို့ပရမဥစားပေးပဲပြမားလေပြောရင်လည်းမကောင်းကိုပေါင်ကိုလန်ထောင်းရတဲ့ပြောမှာတတော်များများလေကိုရဲ့တာသမီးတွေဖြစ်သွားတာနဲ့မြမတွေဖြစ်သွားတာနဲ့ကျောက်အခုဆိုသမီးတွေအများကြီးပဲမြမတွေလည်းအများကြီးပဲကိုဘလို့ကြိုးစားကြိုးစားသူတို့ကအဲ့ friend zone နေလေဟိုတငယ်ချင်းထက်နည်းနည်းလေးပို့သွားရင်အကိုဖြစ်သွားဘယ်သူမှအနာပြတ်မခံချောရဒီလောက်ချောရတာနှမျောစရာကြီးပါ Hot 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 so yeah food seafood city hot 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 so seafood seafood city yadashi salo clown seafood seafood city အဲတက်စလာမိုးရဲမှာတော့ဇော်ဝင်းပေါ့ကိုဇော်ဝင်းမှာအဲဒီဟာကျတော့ ရမဒီပစ္စလမိုးပေ့ချ်ကနေကြော်ညာနေတဲ့အတိုင်းပဲလေပြင်းနဲ့မိုးစပန်းရဲ့ကြည်ပြားရဲ့နှစ်ယောက်ကြားတဲ့ကမျက်နှာမှာပေါ့ဖြစ်တယ်ဖြစ်တယ်အဲတော့ဒီဇုံရလေပြင်းဘေးနာမှာအဲ့လိုကောင်းခြင်းဆိုခြင်းမှန်တယ်များအဲ့လိုငယ်တငယ်ချင်းလေးဖြစ်နေတာဖြစ်တဲ့အချိန်ပြောတာဆိုတာအစားဟိုတယောက်နဲ့တယောက်အားနာရမလို့ဘူးအားနာပြောမနာဆိုမနာတငယ်ချင်းဖြစ်တဲ့အတွက်ကောင်းခြင်းဆိုခြင်းအကုန်လုံးကိုအဲပြောတယ်ပြောတယ် ဘေးကလည်းကုညီပေးစရာရှိတဲ့ဟာကိုကုညီပေးတယ်အဓိကကတော့ဘာလဲဆိုတော့ငွေတငွေချင်းဆိုရင်ကျွန်တော်တို့ကတိမ်နဲ့တူနေရမဟုတ်ဘူးတယောက်တနေရစီနေရတာဖြစ်တဲ့အတွက်ပြီးတော့အဲဒီဇကားကြီးရောတိမှာပါအဲဒီတချို့သောဖြစ်သွားတဲ့အရာတွေမှာဆိုလို့ရှိရင်လေသူနဲ့ကျွန်တော်နေရနေရတနေရတိုင်းမှာဟိုတူတူရှိနေတယ်ဆိုပေမဲ့နှစ်ယောက်ကအဲ့လိုခဏလောက်ပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာအဆက်အသွယ်တစ်ခုပြတ်သွားရတယ်အဲဒီအချိန်မှာဟိုတစ်ခုခုကဖြစ်သွားဖြစ်သွားတဲ့အချိန်မှာကျွန်တော်မသိလိုက်ရတဲ့အရာလေးရှိတာပေါ့အဲ့တော့ ဒါကြောင့်လည်းအဲ့လိုညံ့မအောင်လို့ပါတော့ကျွန်တော်ပြောရတယ်တူပါတယ်အဲကျွန်တော်ကကြတော့လေအပြင်မှာလည်းဘယ်လိုလူလဲဆိုတော့ကျွန်တော်ကကြတော့လေကျွန်တော်ကိုအဓိကကလေဟိုတိုင်းမင်နေပေါ့နော်တကယ်တော့တိုင်းမင်နေဆိုတာကလေအမှန်တိုင်းပြောရင်တိုင်းမင်နေဆိုတာလက်ကဘာလို့ဆိုတော့လေတိုင်းမင်တာမဟုတ်ဘူးဗျာသူတို့ကထောက်ခံမှုလိုချင်တာ ါဆိုသူတို့ဖြစ်ချင်တဲ့အရာကိုကိုကအေးကောင်းနေချာချာချဆိုသူတို့ကဖြစ်စေချင်တဲ့အတွက်ဟိုတိုင်မင်နေဆိုတော့ခေါင်းပြန်တက်လိုက်တာအဲ့တော့အဲ့ဒီမှာလဲကျွန်တော်ကအမြဲတမ်းအပြင်မှာဆိုလဲကျွန်တော်ဟိုလိုအကြံဉာဏ်တောင်းတဲ့လူတွေပဲဖြစ်ဖြစ်အဲကိုကမနေနိုင်လို့သွားပြီးအာချောင်ကြီးရဲ့ကိစ္စတွေပဲဖြစ်ဖြစ်ကျွန်တော်အမြဲတမ်းပြောရတယ်သူတို့ဘာလဲဆိုတော့ကိုယ်တကူဆုံးဖြတ်ပါဘာလို့ကောင်းရင်ဆိုးခြင်းကကိုပဲခံရမှာကျွန်တော်တို့ကဥမာဟိုဒီအောင်လှုပ်လိုက်လှုပ်လိုက်ဆိုပြီးတော့မြောက်ပေးပြီးတော့မှကောင်းသွားရင်ပြဿနာမရှိဘူးပြတကယ်လို့ တစ်ဖက်လူကတစ်ခုခုထိခိုက်သွားတယ်ဆိုလို့ရှိရင်ကိုကဟာ sorry ပါကွာငါလည်းအဲ့လိုမထင်ထားမိလို့ပြောမိလိုက်တယ်ဆိုရဲစကားတစ်ခု sorry စကားတစ်ခုနဲ့ပြီးသွားမှာလေတကယ်တမ်းဟိုကောင်းချင်းဆိုချင်းခံစားရမှာတစ်ဖက်လူဖြစ်နေတဲ့အခါကျတော့ကိုကြောင့်တစ်ဖက်လူတစ်ခွက်ရောက်သွားတာမျိုးကြီးတော့ကျွန်တော်ကအဲ့လိုတော့အဖြစ်မခံဘူးကျွန်တော်အမြဲတမ်းဒီလိုလုပ်ရင်ဒီလိုလေးတော့ဖြစ်လိမ့်မယ်အဲ့တော့ကိုကကိုဆုံးဖြတ် တော့အမြဲအဲ့လိုဟောအဓိကလေဇန်ကျွန်တော်ဇလန်တွဲနဲ့ရုပ်ရှင်နဲ့မတူပါလေတကူကကြတော့ဇလန်တွဲကကြတော့ရုပ်ရှင်ဇလန်တွဲမပြီးသေး၍ပြသနေခြင်းကာလတစ်လျှောက်လုံးမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ character ကျွန်တော်တို့ရဲ့ဒီဇဝင်ခန်းနေနဲ့ဇကားနဲ့ပတ်သက်ပြီးတော့နေ့ရက်တိုင်း promote လုပ်လို့ရတယ်เนาะဒီရုပ်ရှင်ဇကားကြီးကြတော့ကျွန်တော်တို့ရုပ်ရှင်အဲ ို့ရှိရင်ပြတ်တာကြီးစနေအရာပေါ့တပတ်မှာနှစ်ကားပြိုင်တင်နေရတာဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ရဲ့စကားတကားပေါ့ကျွန်တော်တို့ကားမှမဟုတ်ပါဘူးဘယ်စကားပဲဖြစ်ဖြစ်ရုပ်ရှင်တကားပြတ်တာကိုတော့တတ်တန်းတပတ်ပဲရှိတယ်တပတ်ပဲရှိတယ်ဆိုဒီတပတ်အတွင်းမှာကျွန်တော်တို့ကအသေးအံ promo လုပ်ရတယ်ပရိသတ်တွေလာကြည့်ဖို့အတွက်ကိုအသေးအံခေါ်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဟိုနည်းနည်းလေးတော့တာဝန်တော့ကြီးရပါဘူးနော်အဲ့တော့ဒီဇလန်းထဲမှာဒီစကားထဲမှာကိုယ့်ရဲ့ character ပရိသတ်တတိထားမိဖို့အတွက်ပဲတော်တော်လုံးမန်းနေရတာ ိုလေစကားပေါက်ဖို့ဆိုတော့နောက်မှာပေါ့အဲ့လိုဖြစ်အဲ့ဟာလေကျွန်တော်ကဟိုလေအဓိကကျွန်တော်ရဲ့ပထမဦးစားပေးသည်ဒီရက်ခွင်းပေါ်ရောက်လာပြီဆိုလို့ရှိရင် driver နော် driver ဒီ shooting ကျွန်တော်ဒီရက်ခွင်းမှာသူအကြီးဆုံးပဲလေသူ power အကြီးဆုံးနေဖြစ်တဲ့အတွက် driver စိတ်ကျေနပ်မှုရရမယ်သူစီကအဆူဆဲမခံရဖို့အတွက်ဒါကျွန်တော်တို့ပထမဦးစားပေးပဲပြီးသွားလို့ရှိရင်ဒီဇလန်းတွေက character ပေါ့တစ္ဆာရှိရမယ် ဆိုတဲ့ဟာမျိုးပေါ့အဲအဲ့ဒီဟာကိုမှအဲနောက်တစ်ဆင့်အနေနဲ့တတိယအဆင့်ဆိုလို့ရှိရင်ကိုယ့်ရဲ့သေဥဆောင်မှုကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကပြည်သက်တွေအတိမတ်ပြုပါမလားပြည်သက်တွေရင်ထဲကိုရောက်ပါမလားဆိုတဲ့စိတ်စိုးရင်စိတ်လေးတော့ရှိရပါတော့ဒီသုံးခုပဲဦးစားပေးပြီးလောက်ရတာဖြစ်တဲ့အတွက်အဲငါကတော့ပြည်သက်တွေချစ်ပါစီတော့ပြည်သက်တွေကြားရဲပောက်ပါစီတော့ဆိုတဲ့စိတ်နဲ့တော့ကျွန်တော်အဲ့လိုဒီတည်တန့်ရွယ်ချက်ကြီးနဲ့တော့မလုပ်ခဲ့ဘူးပေါ့နော်ကိုကံတရားလေးလည်းရှိအောင်ပါဦး ကိုယ့်ရဲ့ကံတရားကြီးရဲ့ပြိဿက်ဆီကချက်ချင်းမြတ်တာရရှိနေအချိန်ကာလတခုရောက်လာပြီဆိုရင်တော့သူတို့ရဲ့ချက်ချင်းကိုရမှာပဲဟုတ်အတိအဆိုးကကျွန်တော်ပြောသလိုမျိုးဒီဇကာထဲမှာလေးဇလန်ကိုကျွန်တော်ကိုဆိုးတော့ပြောသလိုဧည့်သည်ကနေတကယ်ဟို character တခုပေးလိုက်တဲ့အချိန်မှာဇလန်ကိုပြန်ပြင်လိုက်ရတဲ့အရာရှိရရှိရခါကျတော့ကျွန်တော်လည်းသေယုတ်ဆောင်ရတာစကားပြောရတာအဆင်ပြေအောင်ဆိုင်းကဒီဇကာတခုလုံးမှာသုံးဖို့နှစ်ပုံလောက်ကဆိုင်းကိုယ်တိုင် dialogue တွေ script တွေရေးရရေးတာဆိုတော့ကျွန်တော်အဲ့ဒီပုံမှာ ဆိုင်နဲ့စုံနဲ့တေးဥဆောင်ရတဲ့ဆင်းတွေမှာအဲ့လိုမျိုးပြောရတဲ့အတွက်ကြောင့်ဂဲတိတော့မဖြစ်ဘူးပေါ့နော်ဖြစ်ဘူးဆိုတာသူကိုယ်တိုင်လည်းပြောစီကြတယ်အဲ့တော့သူကိုယ်တိုင်လည်းဒီဟိုဒီလိုပြောမှလည်းဒီလိုရောက်မှာပေါ့ဘာလို့ငငယ်လေးရဲ့ပေါင်းလာတဲ့တကယ်ရင်းနေဆိုတာကတယောက်နဲ့တယောက်ကပြောမနာဆိုမှာလေဆိုတော့တယောက်နဲ့ထိန်းပြောနေတာမလို့စကားပြောတာတဆုံးပြောမှာအချင်းချင်းဖြစ်တော့ပိတ်ကလေးဂိမ်းနဲ့ပြည့်ပဲပြောမှာဆိုတော့ပြီးတော့တကယ် reality လည်းဖြစ်ကြမှာအပြင်မှာတကယ်ချင်းနေမိတ်ဆွေတွေချားထဲမှာပြောဆိုနေတဲ့အတုံနှုံရင်းနှီးမှုမျိုးအဓိကတော့ဗျာကျွန်တော်တို့တယောက်နဲ့တယောက်ကမရှိမိဖို့အတွက် ဒီလိုအတုံးတုံးနေဒီလိုစကားလုံးမျိုးနေပြောဖို့ပြောရမှာဆိုတော့ဒီဟာတွေကိုပေးပြောတဲ့အတွက်လည်းကျွန်တော်ဆိုင်ကျေးဇူးတင်အထူးတလဲတော့ချီးကျူးစရာတော့မလိုပါဘူး तू ကအဆုံးလုပ်တာပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဒီအကုန်လုံးကတချင်းနဲ့ရေးတယ်ကျွန်တော်တို့ကပို့ပြီးတော့ဟိုပါဖြစ်သွားဆိုင်ကစာရေးပါရေးပြီးစာအုပ်တွေပါထုတ်တာဟုတ်ဆိုတော့သူ့စီမှာဒီ dialogue ရေးတဲ့ဟာသူ့ရဲ့အရန်ကြီးတော့ဟိုစိတ်ပင်ပန်းစေမယ့်အရာမဟုတ်ဘူးလို့တော့ထင်တယ်အဲ့ဒါကလေ writer ရဲ့ဇာလန်းစံညွန်ရေးရဲ့လူတွေဆီကချစ်ချင်းမေတ္တာရတာ ဲ့လိုပဲပြောအောင်ဘာလို့ဆိုတဲ့ဒီတကားလည်းမဟုတ်ဘူးမုံမြတ်တုံးကလည်းဒရိုက်တာဦးသိန်းဟန်ရဲ့နောက်ဇလန်းစံကြီးရဲ့ဖြိုးတင်တာကြောပေါ့နော်ဒီနှစ်အောင်လုံးစီတာချင်းချင်းမြတ်တာကိုသိအပြည့်ရတယ်မြိုက်ခင်နေရအခုဒီမှာရိုက်တော့လေဦးမီးပွားစီရောဆိုင်းစီရောဒီပအဝင်တဲ့သေးဆောင်လေးစီရောကိုသိချင်းချင်းမြတ်တာရတယ်နောက်ပြိတ္တရှိမရောက်သေးတော့ကားတွေမှာလည်းရတယ် ဆိုတော့ဒါကကံကောင်းရတဲ့မျိုးပဲပေါ့နော်အဲ့ခါကျတော့ကိုသိန်းကိုရက်ခွင်းမှာဆိုလို့ရှိရင်လည်းလှုပ်လက်လက်ပေးပြီးတရုပ်ဆောင်ရတယ်ကိုသိန်းကိုအဲ့လိုချုံနှောင်ထားသောအရာတွေချုပ်ထားတဲ့အရာတွေဘာမှမရှိဘူးဆိုတဲ့ခါကျတော့ကိုစိတ်ကလွတ်လပ်သွားပြီဆိုတော့ပျော်သွားပြီလေနော်ပျော်တဲ့ခါကျတော့ကိုအလုပ်လုပ်ရတဲ့ခါမှာကိုလုပ်ရတဲ့အလုပ်ပေါ်ကိုယ့်ရဲ့ character ပေါ်မှာ100%အဲ့လို focus ထားလို့ရတယ်ချိန်ပါပေါ့ငယ်တငယ်ချင်းဖြစ်နေလို့တနာအဲ့ဒါချိန်ပါရဲ့လေးပြေရဲ့ဇော်ဝင်းရဲ့၃ယောက်ကကျတော့ငယ်တငယ်ချင်းကိုဘကုံးမာတွေအတူတူနေလာတဲ့ တကယ်ချင်းဖြစ်တဲ့အခါကျတော့ကျွန်တော်အပြင်လောကမှာလည်းဟိုမှားတယ်ဖြစ်စီမှန်တယ်ဖြစ်စီဗျာဒါလားငါတကယ်ချင်းဘက်ကအမှန်ပဲငါတကယ်ချင်းဘက်ကရက်တည်မယ်ဆိုလူပဲလေနော်ဆယ်ယောက်မှာကိုးယောက်လောက်ကအဲ့လိုလူမျိုးတွေဆိုတော့ဒေကြတယ်ကျွန်တော်ဒီမဖြစ်မနေတယောက်ကိုရွေးချယ်ပြီးတော့ရက်တည်ရမယ်ဆိုရင်တော့ကြည်စားဘက်ကရက်တည်ရမှာပေါ့အပြင်တိုင်းမှာဖွင့်ကြောင်းနဲ့ရန်တော့အပြင်မှာဖွင့်တယ်နားကြောင်းနေကြောင်းနေအဓိကလေအိုက်စင်းလေးကလေအွန်စင်းပေါ်ရောက်မှဖြစ်သွားတဲ့အရာလေးတကယ်တော့ ျွန်တော်စရိုက်မယ်ဆိုပြီးအဲ့လိုဇလန်းစညွန်ထွက်တဲ့အချိန်မှာမပါဘူးမပါပဲနဲ့အဲ့နေရာကြမှာဒူဒူလို့ဆိုတော့ဆိုင်းရနေတိန်းနဲ့အဲ့နေရာလေးမှာဒူဒူလေးလှုပ်လိုက်မှာထဲလိုက်ပါလားတဲ့ရိုက်လိုက်ပေါ့နော်ဒူဒူဇန်းနဲ့ထဲလို့ရတယ်လိုက်ဖတ်တယ်ဆိုရင်လည်းထဲလိုက်မယ်ပြမားလေပြောရင်မကောင်းကိုပေါင်ကိုလန်ထောင်းရဲ့ပြောမှာတော်တော် များများလေကိုရဲ့တာသမီးတွေဖြစ်သွားတာနဲ့ညီမတွေဖြစ်သွားတာနဲ့ကျွန်တော်အခုဆိုသမီးတွေအများကြီးပဲညီမတွေလည်းအများကြီးပဲကိုဘလို့စူးစမ်းစူးစမ်းဆိုတော့ အဲ့ friend zone နေလေဟိုတငယ်ချင်းထက်နည်းနည်းလေးပို့သွားရင်အကိုဖြစ်သွားဘယ်သူမှအနာပြတ်မခံချောရဒီလောက်ချောရတာနှမျိုးစရာကြီးရတယ်ကိုယ်ကဘိုက်ကွာလို့အာကိုးကျင်တယ်အဲ့တော့အကိုတရားကအကိုစီကပိုင်းကျွန်တော်ကကြတော့လေစသော်ပြောသလိုကျွန်တော်ကရင်းနှီးရဲ့လူတွေကိုပေါဝင်ညာလူတွေကျွန်တော် positive vibe ပေးရများတယ်ပေါ့နော်သူတို့အဓိကကျွန်တော်ပျော်ရွှင်အောင်စတဲ့နောက်တည်းအဲ့လိုလှုပ်ပေးရတဲ့အခါကျတော့သူတို့ကိုယ်နဲ့နေစိတ်ချမ်းသာရတဲ့အခါမျိုးကျတော့သူတို့တခုဆိုရင်ကိုယ်တိုင်ပဲမယ်စိတ်သက်သာရရဖို့အတွက်ကိုယ်နဲ့စကားတွေပြောကြတယ်ပေါ့အဲ့ဒီကနေအဲ့လိုကြီးဖြစ်သွားတာမကောင်းနော်အဲ့ friend zone ဟုတ်တယ်မကောင်းနော်မကောင်းတော်တော်တော့အရင်တော့လေကျွန်တော်ကြတော့လေကျွန်တော်လည်းစိတ်မကောင်းဖြစ်တာပေါ့နော်စိတ်စိတ်တော့မဆိုးခဲ့ဘူးကျွန်တော်လေမိတ်ဆွေ friend ဟိုဒီ fan တွေပေါ်မှာကျွန်တော်စိတ်ဆိုးခဲ့တယ် ဟိုစိတ်မကောင်းဖြစ်တဲ့အရာအရင်တော့အရင်တော့ကဘာလဲဆိုတော့သူတို့အလိုလေဘာလဲလို့ရည်မှာဘာတင်နေလဲဟာဟာပဲပေးနေအခုနောက်ပိုင်းကပို့ဆိုးတယ်ကိုသိန်းဘာလဲလို့ရည်မှာတဲ့ဘာတင်နေဟာဟာပဲပေးမှာဆိုဟောပရမတော့စိတ်မကောင်းဘူးဟောငါ့မှာတော့အတီတီလှုပ်လိုက်ရတာစူးစမ်းလိုက်ရတာစိတ်မဆိုးတော့ဘူးကွာဒီနောက်ပိုင်းပျော်သွားတယ်ကိုကိုတိုင်းကစိတ်မဆိုးဘူးနေတာပျော်နေအဲ့မှာဒီငါဒါလေးတင်တော့သူတို့ရည်မှာလားမသိဘူးတင်လိုက်မယ်တင်လိုက်မယ်ဆိုပြီးတော့ကိုကိုတိုင်းကသူတို့ကြီးပျော်အောင် ကြီးအောင်အဲ့လိုပို့စီရွေးပြီးတော့တင်နေရအဲ့လိုဖြစ်တာရတယ်ရတယ်ရတယ်အခုဆိုတိတာပါတယ်ကျွန်တော်အကောင့်မှာပဲဖြစ်ဖြစ် page မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးဟုတ်ကဲ့သူတို့ပြောင်းရတဲ့ခါကျတော့သူတို့လည်းကိုယ်ချက်တာပေါ့ကျွန်တော်ကတော့ချက်ချင်းမြင်တာပဲလို့ခြင်းတယ်မုံတရားရေမုံခြင်းအဲ့လောလောဆယ်ကတော့ကျွန်တော် writer မအီပေါ့နော်မအီအယုံနဲ့ကျွန်တော်တနခါဆိုတဲ့ရုပ်ရှင်စကားရိုက်နေပါတယ်နေဝင်းရေမေမြင့်မို့ရေ ကျွန်တော်ရဲ့เนาะတန်တာညီလေးရပါဘောနော်ကျွန်တော်အရင်ကတည်းကရိုက်နေပါအဲပြီးသွားလို့ရှိရင်လှူရှားမှုကတော့လက်တလောပြီးရင်တခြားဟာတွေကတော့ကျွန်တော်ရရလေးတို့နဲ့တို့စီက confirm မဖြစ်သေးဘူးဘောနော်အခုလောလောဆယ်ကတော့ခုနလပိုင်း၄ရက်နေကြလို့ရှိရင်အခုလက်ရှိသိထားသလောက်ပေါ့နော်ခုနလပိုင်း၄ရက်နေကြရင်ပြင်ဆင်လာမှုရွှေရှင်စကားကြီးယုံတင်ပါမယ်ပြီးရင်ခုနလပိုင်း၁၀ရက်နေကြရင်ကျွန်တော်နဲ့ထူအောင်ရဲ့ လူပြောထောင်းဆိုတော့ရုပ်ရှင်ယုံတင်ပါမယ်ပြီးသွားလို့ရှိရင်နောက်တစ်တုပ်ရွေးတဲ့နေရာမှာတော့ကျွန်တော်ကောင်နဲ့ဘယ်စကားတွေပါမလဲဆိုတော့ကျွန်တော်တိကျမသိသေးဘူးပြဟုတ်ဒီပြင်ဆင်လမိုးရုပ်ရှင်ခုနလပိုင်း၄ရက်နေယုံတင်တဲ့ခါကြာလို့ရှိရင်လည်းဆိုင်းအချစ်တော်ပြိတ္တများကိုယ့်ချစ်တော်ပြိတ္တများကိုယ့်ချစ်တော်ပြိတ္တများအဲကျွန်တော်ချစ်တော်ပြိတ္တများနောက်တခြားတခြားတော့ဟိုဇက်ကောင်နေရာမှာပတ်ဝန်းတိဥဆောင်လာတော့အမှုညာရှင်တွေကိုချစ်တော်ပြိတ္တများအားလုံးကျွန်တော်တို့ဝင်ရပေးကြပါအောင်လာရောက်ကြည့်ရှုပြီးတော့အားပေးကြပါအောင်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကတပတ်အတွင်းမှာအတက်ဝင်အောင် ဖန်တီးရတာဖြစ်တဲ့အတွက်ဒီတစ်ပတ်အတွင်းမှာကျွန်တော်တို့ဝင်ရပြီးဖို့ကလည်းဒီနေရာကနေမြေတားရက်ခံပါတယ်ခင်ဗျာ